ခုချမ်းပိုက်ကတော့ယောမာဝရစာအန်ဂျီခွန်နီပဲဖြစ်ပါတယ်ယောမာဩဝရစာအခန်းကြီးခုနှစ်အငယ်၁မှ၆ပညာတရားကိုတည်သောညီကိုယ်တို့ပညာတရားသည် လူကို အသက်ထက်ဆုံးမြတ်တာပိုင်းဒီကိုမတိကြတော်လို့ဥပမာကလင်ရှိသော မိမသည်လင်မသေးမီတိုင်အောင်ပညာတရားအဖြင့်လင်၌ချီနောင်လျက်ရှိ၏ လင်းသေးလင်းမူကားလင်ဝတ်နှင့်လွတ်၏ထိုကြောင့်မိမိလင်မသေးမီ အခြားသောသူ၏မယားဖြစ်လင်မြောက်မှထားသောမိမဟု ခေါ်တတ်၏လင်းသေးလင်းမူကားထိုတရားနှင့်လွတ်သည်ဖြစ်၍အခြားသောသူ၏မယားဖြစ်တော်လဲမြောက်မှထားသောမိမဟု ခေါ်စရာအကြောင်းမရှိ ထိုနည်းတူငန်းကြီးကိုယ်တို့သင်တို့သည်အခြားသောသူသည်ဟုသောတေခြင်းမှထမ်းမြောက်တော်မူသောသူ၏မယားဖြစ်၍ဘုရားသခင်အလိုရင်းကြီး တိုးပွားမည်အကြောင်းခရစ်တော်၏ကိုခန္ဓာအားဖြင့်သေ၍ပြည့်ညတ်တရားနှင့်ကွာကြ၏ငါတို့သည်ဇာတိပဂရိ၌ကျင်လည်သောအခါအပြစ်နှင့်ဆက်ဆိုင်သောစိတ်တို့သည်ပြည့်ညတ်တရားအားဖြင့်ပေါ့၍သေခြင်းတရား၏အလိုညီတိုးပွားမည်အကြောင်းငါတို့၏ကိုအင်္ဂါများ၌ပြုပြင်ကြ၏ယခုမူကားကျမ်းစာ၌ပါသောတရားဟောင်းကိုမမိဘဲဝိညာဉ်တော်တရားတစ်ကိုမှု၍ အမှုဆောင်ရွက်ခြင်းအလိုငါငါတို့သည်တည်သဖြင့်အုတ်ချုပ်သောပညာတရား၏လက်မှလွတ်ခြင်းသို့ရောက်ကြပြီအငယ်9မှ73တို့ဖြစ်၍အဘယ်သို့ပြောရမည်နည်းပညာတရား၌အပြစ်ရှိသလိုအပြစ်မရှိနိုင်ရာတို့ရတွင်ပညာတရားအဖြစ်သာ အပြစ်တဘောကိုငါတိရ၏အဘယ်သို့နည်းဟုမူကားလောဘစိတ်မရှိစေနည်းဟု ြည့်ညတ်တရားမဆိုလင်လောဘတဘောကိုငာမတိအပြစ်တရားသည်ပြည့်ညတ်တရားအဖြစ်အခွင့်ရ၍ငာ၌အမျိုးမျိုးသောလောဘတို့ကိုဖြစ်စေ၏ပြည့်ညတ်တရားမရှိလင်အပြစ်တရားသည်အထက်ကပြည့်ညတ်တရားမရှိသဖြင့်ငာသည်အသက်ရှင်၏ပြည့်ညတ်တရားပေါ်သောအခါအပြစ်တရားသည်ရှင်မြန်၏ငာလည်းသည်အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညာတရားသည်တေခြင်းနှင့်ဆိုင်သည်ကိုငါတွေ့၏အပြစ်တရားသည်ပညာတရားအဖြစ်အခွင့်ရလျင်ငါကိုလှည့်ပြား၍ထိုတရားအဖြစ်ငါကိုတတ်လေ၏ထိုကြောင့်တရားတော်သည်တန်ရှင်းခြင်းရှိ၏ပညာတရားလည်းတန်ရှင်းခြင်းဖြောင့်မတ်ခြင်းကောင်းမြတ်ခြင်းရှိ၏ထို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည်ငါ၌တေခြင်းအကြောင်းဖြစ်သလိုမဖြစ်နိုင်ရာအပြစ်တရားသည်မိမိသဘောကိုထင်ရှားစေခြင်းဟာ ကောင်းမြတ်သောအရာအားဖြင့်ငါ၌တည်ခြင်းကိုပြု၍တည်ခြင်းအကြောင်းဖြစ်၏ထိုတို့ဖြစ်သောကြောင့်အပြစ်တရားသည်ပြည့်ညတ်တော်အားဖြင့်အလွန်အပြည့်နှင့်ပြည့်စုံခြင်းရှိသည်အငယ်၄မှ25ထိုမှာတပါပြည့်ညတ်တရားသည်ဝိညာဉ်ပဂတိနှင့်ဆက်ဆိုင်သည်ကိုငါတို့သိကြ၏ငါမူကားဇာတိပဂတိရှိ၏အပြစ်တရားလက်၌ ကြေးကျွန်ဖြစ်၏အကြောင်းမူကားငါသည်ကိုကျင့်သောအကျင့်ကိုမနှစ်သက်ကျင့်ကျင်သောအကျင့်ကိုမကျင့်ယွန်ရှာသောအကျင့်ကိုကျင့်၏ထို့သောငါသည်မကျင့်ကျင်သောအကျင့်ကိုကျင့်လျင်ပြည့်ညတ်တရားဖြောင့်တည်ဟုငါဝန်ခံ၏တို့ဖြစ်လျင် ထိုမကောင်းသောအကျင့်ကိုငါကိုယ်တိုင်ကျင့်သည်မဟုတ်ငါအထဲ၌သည်သောအပြစ်တရားသည်ကျင့်၏ငါအထဲမှငါဇာတိပရိ၌ ောင်းသောအရာစုံတစ်ခုမျှမတီးသည်ကိုငါသိ၏အကြောင်းမူကားငါသည်ကြင်ကျင်သောစိတ်ရှိတော်လဲကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်ငါသည်ကြင်ကျင်သောအကျင့်ကောင်းကိုမကျင့်မကျင်ကျင်သောအကျင့်ဆိုးကိုကျင့်၏ထို့သောငါသည်မကျင်ကျင်သောအကျင့်ကိုကျင့်လျင်ငါကိုယ်တိုင်ကျင့်သည်မဟုတ်ငါထဲ၌နေသောအပြစ်တရားသည်ကျင့်၏ထို့သောကောင်းသောအကျင့်ကိုငါကျင့်သောအခါ မကောင်းသောအကျင့်ကိုကျင့်စေတတ်သောတရားကိုငါတွေ့၏ငါသည်အတွေ့လူအဖျင်ဘုရားသခင်ဤပညာတရားတော်ကိုနှစ်သက်၏သို့တော်လေငါကိုအင်္ဂါများ၌ရှိသောတရားတပါးသည်စိတ်ဝိညာဉ်တရားကို ဆိုင်းပြိုင်တိုက်လှန်သဖြင့်ငါကိုအင်္ဂါများ၌ရှိသောအပြစ်တရားလက်သို့ငါကိုဖန်သွန်အနှံသည်ကိုငါမြင်၏ငါသည်ညူညင်သောသူဖြစ်ပါသည်တကားဤအသေးကောင်မှ ငါကိုအဘဲသူကယ်လွတ်မည်နီငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်လွတ်တော်မူသောဗျာဒခင်ဤယေရှုတော်ကြီးလှပေ၏ထို့သောစိတ်ဝိညာဉ်အားဖြင့်ဗျာဒခင်ဤတရားတော်အလိုတို့၎င်းဇာတိပတိအားဖြင့်အပြစ်တရားအလိုတို့၎င်းငါလိုက်တတ်၏โอเคနောက်ကျန်ပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်